ကဘာဘဝအထူးဆန်းဆုံးနဲ့စိတ်လုံရှားစရာအကောင်းဆုံးတော့ဟုတ်ပါတယ်။ဒီလောကတော့ဇက်ကလေးဥတီရဲ့ဥတွေကိုလည်းနဲ့ဖမ်းပြရတဲ့အလုပ်ပဲဖြစ်ပါတယ်။ဒီလောကနေနေတော့အကြောင်းတော့နိုင်နေဆိုပေမဲ့ဥဖန်သမားတွေအတွက်တလောက်စာဝင်ငွေဒေါ်လာတစ်ထောင်ကျော်လောက်ထိရနေပါတယ်။နက်ကလေးဥတီကကြီးမားပြီးထူးခြားတဲ့ငွေတွေဆိုတာအားလုံးသိကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ဥဥတဲ့လေးထားတစ်ခုကြောင့်မွေးမြူသမားတွေကတကြိမ်ကိုဒေါ်လာနဲ့အားချက်သိမ့်တဲ့ချီအထိဆုံးရှုံးသွားနိုင်နေဆိုရင်ယုံကြပါလား။ဒီကောင်တွေကတနအီကို80ကီလိုမီတာအထိပြေးနိုင်ပြီးတော့ဒူးမခွေးပဲပြေးနိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့ခြေသေးများကခြုံထက်ပြီးအန်ရရှိလာရင်ပြင်းပြင်းထန်ထန်ကန်တက်ကြပါလိမ့်။လက်ကလေးဥဒီရဲ့ဥဒလုံးကကျောင်း24လုံးစာနဲ့ညီနာပြီးအလေးချိန်1.5ကီလိုဂရမ်အထိရှိတတ်ပါလိမ့်။ဒါကြောင့်ဥဒလုံးကိုဒေါ်လာ200အထိဈေးရှိပါလိမ့်။ဒီငတ်တရားရေမတော့ပဲရပ်ပေါင်းများစွာအသက်ရှင်နိုင်ပါသေးတယ်။သူတို့ဟာအပင်တွေကနေရရှိတဲ့အဆိုတက်ကိုသာအခြေခံပြီးရေငတ်ချင်းကိုခံနိုင်ရင်ရှိပါလိမ့်။လက်ကလေးဥဒီအမြေပြင်ပေါ်မှာဥရီကိုတဲတဲဥထားရပြီးအကားပွဲမရှိပါဘူး။ဒါကြောင့်ဥရီတွေတကူကွဲထွက်နိုင်ပါလိမ့်။ သူတို့ကစိမ့်လို့ရှာလိုက်ရင်ခြေနဲ့ပြင်းပြင်းကန်တတ်တဲ့အတွက်ဥတွေကွဲပြတ်သွားရပါလိမ့်။ညကလေးဦးဒီရဲ့ဥတွေကစည်းကြည့်ပြီးအလွယ်တကူကွဲတတ်တာကြောင့်မွေးမြူသမားတွေအတွက်ကြီးမားတဲ့စိမ့်ခုံမှုတစ်ခုဖြစ်နေပါလိမ့်။ဒါကြောင့်အထူးဥဖန်းသမား Ed Catcher ဆိုတဲ့လူကိုဖန်တီးလိုက်ကြပါလိမ့်။ညဦးဦးရဲ့ချိန်ကိုစောင့်ကြည့်ပြီးဥကြောင့်မလာခင်နည်းနည်းဖမ်းယူပေးဖို့ပါ။တချို့ချန်တွေမှာဥတွေကွဲမသွားအောင်တဲသူမဟုတ်ဖော်ကင်းတွေကိုအောက်ခံထားပေးကြပါလိမ့်။ဒါဘာကြောင့်အထူးစံကောင်းလို့ဖြစ်နေရတာလဲ။ညကလေးဦးဒီဟာဥဦးရဲ့အချိန်မှာလူနဲ့မကြိုက်တာကြောင့်ခြေထောက်နဲ့ပြန်ကန်တဲ့ကြပါလိမ့်။ သူတို့ရဲ့ခြေကအောက်ကအရန်ပြင်းလာကြောင်းဥဖန်းသမားအတွက်အလိုအနေများပါလေ။ဥဖန်းရင်း၆ရောက်ဂျိုးရဲ့အထီးထိခိုက်နိုင်တဲ့အန်ဒီရလည်းရှိနေပါလေ။ဒီနေ့ကိုဥစေလုံးထိဖမ်းရတာပါလေ။ဥဒလုံးချင်းစီကတမိုးကြီးမော်တာကြောင့်သတိကြီးစွာနဲ့ဖမ်းယူရပါသေးတယ်။ဒီငတ်ဒီကအာဖရိကရဲ့၆သူရဲ့ဒေတာမှနေထိုင်ပြီးသိပ္ပံအမီက Studio Gamelas ဒေကနီယာကလည်းအုပ်လုပ်တဲ့အထိပ္ပယ်ရပါလေ။သူတို့မှာခြေရောက်နှချောင်းပဲရှိပေမဲ့ဒီခြေသေးကသာငိုချက်ချင်းတတ်နိုင်တဲ့အထိချွန်ထပ်ပါလေ။သူရဲ့ဥဒလုံးက၃မောင်နေတဲ့ရှိပြီးဒါကိုလူ၂၄ယောက်ဝိုင်းစားရင်ရနိုင်ပါလေ။ အမှန်ကသူတို့ဟာအနီးအရှိရင်ပြီးတော့ကိုဦးစားပေးပါတယ်။ဦးအောင်ငုတ်တယ်ဆိုတာတကယ်တော့မဟုတ်ပါဘူး။ဒီငါတဲ့အိုကြီးမေကိုဥအသားအရေပြားအသားများအထွတ်မွေးမြူကြပါလေ။သူရဲ့ရေပြားကဒီဇိုင်းနာလက်ခံရည်တွေလောက်ကြပါသေးတယ်။ဒူးဖြတ်ဖို့ခက်ခဲလို့နဲ့ကပ္ပစံချိန်မြောက်သူချက်ဖို့ခက်ခဲလို့ကပ္ပစံချိန်တွေတတ်ထုအများဆုံးစားသုံးခဲ့သူ။မင်းရှဲလိုဒီဒူးလို့ခေါ်ရပြင်းသိလူမျိုးဟာမွန်ဆီယာ manage out ဆိုတဲ့နာမည်ပြောင်းတဲ့လူတိများပါတယ်။ဘာသာပြန်ပြောင်းရရင်တော့အတိတ်ပဲကစားပေးကြည့်ပါတဲ့။သူရဲ့ထူးခြားတဲ့စွမ်းရည်ကတော့သတ္ထုပစ္စည်းတွေကိုအများပြားစားသုံးနိုင်ခြင်းပါပဲ။ဟန်ကွက်ဒီကနေစပိန်နေအထိနောက်ဆုံးလေးနစည်းလုံးရောင်သူစားပြခဲ့ပါတယ်။သူရဲ့သက်တာအတွင်းမှာတန်ချိန်9000လောက်ရှိတဲ့သတ္ထုတွေကိုစားသုံးခဲ့တယ်လို့သိရပါတယ်။အောင်စရာကောင်းတာကတော့သူဟာအသက်59နှစ်မှာကွယ်လွန်ခဲ့ပြီပဲ။သူရဲ့တည်ဆောမှုဟာသူစားခဲ့တဲ့တက်ထူတွေကြောင့်လုံးဝမဟုတ်ခဲ့ပါဘူး။နမနဲ့အသံအကျဲဆုံးအွန်လိုင်းနေသူဒီမျိုးသမီးသာတင်းရဲ့မိဖြစ်နေရင်အတော်လေးတိုင်ပတ်မှာပါ။ တင်းကောင်မရီတာဖြစ်နေရင်လည်းအတော်လေးစိတ်ငြိရမှာပါဒီမိုင်းနာမည်ကတော့ Jail Drake ပါ။ဒီမကကဘာဝမအတန်းကျေဆုံးမှတ်တမ်းကိုအပိုင်သိမ်းထားသူဖြစ်ပါရီ။ဘာဝနည်းတုံးကပြိုင်ပွဲတစ်ခုမှာဒီမက129ဒက်စီဘယ်ထိအောင်နိုင်ခဲ့ပါရီ။ဒါကဘလောက်ကျေတဲ့ဆိုရင်ဂျက်လီယင်အင်ဂျင်တစ်ခုရဲ့အတန်းနဲ့ထပ်တူလောက်ထိဆူညံပါရီ။ဒီလိုအတန်းမျိုးရဖို့သူဘလောက်ထိကြိုးစားခဲ့ရလဲဆိုတာကျွန်တော်စိတ်ဝင်စားပါဘူး။စိတ်ဝင်စားမိရတစ်ခုကတော့သူမိသားစုတွေဘယ်လိုများဖြစ်နေမလဲလို့ပါ။နံပါတ်3ဒေးမြန်စီလောက်ကိုအဝေးဆုံးဆွဲနိုင်သူ။ ကဲမင်ဖတ်ဆိုတဲ့ကနေဒါနိုင်ငံသားဟာအလွန်အားသင့်မွေကောင်းတဲ့ခွန်အားပိုင်ရှင်တူပါသူနာမည်မှာ first လို့ပါပေမဲ့သူဟာမြန်ဆန်တဲ့သူတယောက်တော့မဟုတ်ပါဘူးဟောလူမျိုးအားရင်ပြည့်ရှည်သူပါသူဟာဒန်ချိန်တရားကူးရန်လေးတဲ့မိသက်ကား၃စီကို30စက္ကန့်အတွင်း PDRT ဆွဲနိုင်ခဲ့ပါတယ်ဒါ့အပြင်တန်လေးရလေးတဲ့အိမ်လုံးကိုလည်းစမ်းမီတာနီနီလောက်ရေတိုက်ဆွဲပြခဲ့မှုပါတယ်ဒါပေမဲ့သူရဲ့အားအသေးရဆုံးဆွမ်းဆောင်ရင်ကတော့ဒန်ချိန်တရား88တန်လေးတဲ့လေရင်ကြီးတစ်စီးလုံးကို9မီတာနီးပါးဆွဲပြနိုင်ခဲ့ခြင်းပါပဲနောက်ပါလေး ကဘာကြောင်ဆုံးပလန်ထောင်းနိုင်သူဒါမှအဖြစ်အမျိုးသားတယောက်ဟာပလန်ကို10မိနစ်ကနေ9မိနစ်လောက်ထိပဲထောင်းနိုင်ပါရီအခုမှစလေ့ကျင့်မဲ့သူဆိုရင်တော့စက္ကန့်30ကနေ10မိနစ်အတွင်းမှာပဲတောင်းခံနိုင်မှာဖြစ်ပြီးလေ့ကျင့်တာညတဲ့သူဆိုရင်တော့3မိနစ်ကနေ9မိနစ်လောက်ထိတောင်းခံနိုင်ပါရီဒါပေမဲ့ Joseph Select ဆိုတဲ့ဒီဘုတ်ကတော့ခုနော်38မိနစ်လောက်ထိပလန်ထောက်ပြခဲ့ပူပါရီဒီဇန်နေကတော့ဘလူနီနဲ့မှချိုးပြနိုင်မှုအတွက်မလဲကူတော့ပါဘူးဒီနေ့ပြောပြပေးခဲ့တာကတော့ဒီလောက်ပါပဲနောက်ဆုံးအနေနဲ့ကြိုက်မိချင်တာတခုရှိပါသေးတယ် ဒီဟာ FA လောကရဲ့တက်တန်းရင်လုံဆိုင်ရင်ကိုမြည်ဦးခြင်းမှုဆိုရင်ဒီ crash နေတဲ့သူကိုကိုယ်ပဲဖွင့်ပြလိုက်ပါလိုအပ်မယ်ဆိုရင်လက်ကင်မှုအလေးတစ်ခုရဆောင်သွားဖို့မမေ့ပါနဲ့မေးစင်းနဲ့မရအောင်မလုပ်နိုင်ရင်တော့မျက်ရည်တုပ်ဖို့အတွက်တဝင်နိုင်မှသေးတယ်လေ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 ကဲဆုံးနေကြည့်ရတဲ့အလုပ်ချုပ်ကမှနော်ခုလိုဆက်နေတာဒီလိုဒီနေ့ကျွန်တော်ပြမလို့ဆက်ပြီးတော့ကျွန်တော် YouTube channel လို့ဆက်ဆောင်နေဆက်ဆောင်လို့ပြပေးတော့နော်အလုပ်ချုပ်ပါ